ငင်းချမ်းရစ်ကိုသတိပြုမိလောက်အောင် မိုင်းထောင်ချီဝေးတဲ့ခရီးကိုလီလာကြာလမ်းလျှောက်သွားနေကြတဲ့ဗုဒ္ဓဘာသာဖုံးတော်ကြီးများပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းဘီယန်အောင် page လေးကနေကြွဆလိုက်ပါတယ်။ social media တစ်ခွင်မှာဖုံးမုံတွေကလမ်းလျှောက်ပြီးတဏီရရကိုသွားနေကြတဲ့သတင်းကလူပြောများနေတယ်ရှင်။ ဒီဖုံးဖုံးတွေကတိုးတက်နေတဲ့ခေချီထဲမှာကားတွေလင်းရင်တွေကိုမသုံးပဲဘာကြောင့်လမ်းလျှောက်သွားနေလဲဆိုတာကစိတ်ဝင်စားစရာပါနော်တကယ်တော့ဖုံးဖုံးတို့လမ်းလျှောက်သွားတဲ့ရွေကြက်ကအရန်ကောင်းမွန်ပြီးတာမန်လူတွေမလုံနိုင်တဲ့အရာကိုဇွဲကြီးကြီးနဲ့ဖျက်ချော်နေတာပေါ့အမေရိကန်နိုင်ငံတက္ကသပြည်နယ် Fort Worth မှာရှိတဲ့ဖုံးဖုံးတွေကကမ္ဘာငြိမ်းချမ်းရေးအတွက်မိုင်းထောင်ချီပြီးတော့လမ်းလျှောက်သွားနေကြပါတယ် ဖုံဖုံတွေကနိုင်ငံအစံကဗုဒ္ဓဘာသာဖုံဖုံတွေဖြစ်ကြပြီးငြိမ်းချမ်းမှုကိုကမ္ဘာကြီးမှာရနိုင်ကြောင်းဖော်ပြချင်တာဖြစ်ပါတယ်။ဘာသာရေးယူရချက်တွေမပါဝင်ပဲငြိမ်းချမ်းရေးတစ်ခုတည်းကိုရောက်စေချင်တဲ့စိတ်နဲ့မိုင်ပေါင်းထောင်ချီကိုလမ်းလျှောက်နေတာပါ။ဒီလိုလမ်းလျှောက်တာကိုတော့ Walk for Peace ဆိုပြီးနာမည်ပေးထားကြတယ်ရှင်။သူတို့ရဲ့ခီးစဉ်ကတော့အော်တိုဘာလ26ရက်နေ့ကနေစတင်ခဲ့ပြီးအခုဆိုရင်တော့တလနီပါရှိလာတော့မှာပါ။ဖုံဖုံတွေကပန်းတကူသင်္ကန်းတွေကိုဝစ်ဆင်ထားပြီးအိတ်လေးတွေကိုလွှဲကပြည်နယ်ဆယ်ခုကိုဖျက်ဆီးပြီး Washington DC မြို့တော် ကိုလမ်းလျှောက်သွားနေကြတာဖြစ်ပါတယ်။ဒီလိုသွားရတဲ့ရည်ရွယ်ချက်ကတော့ငိမ့်ချမ်းမှုတစ်ခုတည်းအတွက်ဖြစ်ပြီးလမ်းတစ်လျှောက်မှာရှိကြတဲ့မြို့တွေကလည်းစားစရာတွေကိုလှူဒန်းကြတာပါ။ လူတန်းတဲ့သူတွေထဲမှာဗုဒ္ဓဘာသာဝင်တွေလည်းပါဝင်သလိုအခြားဘာသာဝင်တွေလည်းပါဝင်ပါတယ်။ကမ္ဘာပေါ်မှာမတူညီ क्वे ပြားမှုတွေရှိပြီးဒီလိုမတူညီမှုတွေကရန်ဖြစ်ဖို့မဟုတ်ဘဲငြိမ်းချမ်းသွားအောင်နေထိုင်လို့ရနိုင်ကြောင်းဗုဒ္ဓဘာသာဖုံးကြီးတွေကကြိုးစားနေကြတာပေါ့။ဖုံဖုံတို့ကဘလို့အဟံတာပဲဖြစ်ဖြစ်ဖြတ်ကျော်ပြီးမိုင်းပေါင်းထောင်ချီကိုလမ်းလျှောက်နေတာပေါ့။တနေ့တရက်ထဲလမ်းလျှောက်ရတာမဟုတ်ဘဲနေ့စဉ်နေ့တိုင်းလမ်းလျှောက်ရတာကတော့မလွယ်ကူပေမဲ့ဖုံဖုံတို့ရဲ့မျက်နှာကတော့စိတ်ပြတ်အားရော့တာတွေကိုမမြင်ရပါဘူး။ဖုံဖုံတွေက Washington DC မြို့တော်ကိုလေးလနေပါလမ်းလျှောက်သွားမှဖြစ်က ာတရက်မှမနာပါဘူးရှင်အမေရိကကဖုံးဖုံးတွေဖြစ်ပေမဲ့လည်းဝင်းနီးကိုလည်းလေးစားလိုက်နာကြရဲ့ရှင်နေပူပူမှာတရက်ကိုမိုင်းပေါင်းများစွာလမ်းလျှောက်ရပေမဲ့တချို့ဖုံးဖုံးတွေကဖဏတ်မစီထပါဘူးတချို့ဖုံးဖုံးတွေကတော့ခြေထောက်တွေပွန်းလို့ပတ်တီးတွေစီးထားပါတယ်ရှင်ဒါပေမဲ့ဇွဲကိုတော့မလျှော့ပဲနေ့စဉ်နေ့တိုင်းလမ်းလျှောက်သွားနေတာပေါ့ဖုံးဖုံးတွေကတနေ့ကိုတနေ့ပဲဆုံးဖုံးပြီးရောက်တဲ့မြို့မှာညဘက်ချင်းကြပါတယ် ဖုံဖုံနဲ့အတူခွေးလေးတစ်ကောင်ကလည်းအဖို့လိုက်လာပါသေးတယ်ရှင်ဖုံဖုံတွေကဟိုတယ်ကြီးတွေမှာအနားယူတာမဟုတ်ဘဲအပင်တွေအောက်မှာပဲကျင်းကြတာပေါ့ခွေးလေးရဲ့နာမည်ကတော့အာလောကလို့ခေါ်ပြီးပါဠိနာမည်ကိုပေးထားတာပေါ့အတိဘေကတော့အလင်းရောင်ဖြစ်ကဖုံဖုံနဲ့အတူဒီခွေးလေးကလည်းအတူလိုက်ပါလာပါတယ်ခွေးလေးကနေ့စဉ်နေ့တိုင်းလမ်းလျှောက်ရပေမဲ့စိတ်ပြက်ပြီးခြံခဲ့တာတွေနေခဲ့တာတွေကိုမလုပ်ဖဲဖုံဖုံတွေကိုစောင့်ရှောက်ပေးတာပေါ့ခွေးလေးအတွက်လည်းစားစရာတွေကြေးချတဲ့လုံးသူ့အတွက်လည်းဖဏလေးတွေကိုပေးကြတယ်ရှင်အာလောကဆိုတဲ့ခွေးလေးကလည်းဇွဲကောင်းပြီးဖုံဖုံ ုံးတို့နဲ့အတူမိုင်းထောင်ချီကိုလမ်းလျှောက်မှာဖြစ်ပါတယ်။ဖုံမုံတို့လမ်းလျှောက်ရင်ခွေးလေးကလည်းလမ်းလျှောက်သလိုဖုံမုံတို့နားမှာပဲခွေးလေးကလည်းအနားယူတာပါ။တချို့တွေကတော့ဖုံမုံတွေလမ်းလျှောက်တော့ရုံနဲ့ငိမ့်ချန်းသွားမှလာလို့ထင်ကြရရှင်။မိုင်းပေါင်းထောင်ချီကိုလီလာကြောင်လမ်းလျှောက်ပြီးငိမ့်ချန်းရဲ့အတွက်ကြိုးပမ်းနေကြတဲ့ဖုံမုံတို့ရဲ့ဆောင်ရွက်ချက်အပေါ်ဘလို့ထင်မြင်မိလဲဆိုတာပြောပြခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။အခုလိုအသိပညာဘူးတုဒရရစီတဲ့ဗီဒီယိုတွေအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ပြီးအားပေးခဲ့ပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။